လာပါကျွန်တော်ဝင်းကိုအပယ်ရီစီလာအကောင့်လေးအနေနဲ့ကြိုးစားပါရစေဗျာကျွန်တော်ဒီနေ့မှာတော့ iPhone 13 Pro Max ရဲ့ကျွန်တော် review လေးပေါ့နော်အနည်းငယ်ပေါ့ကျွန်တော်2021ခုနှစ်ကထွက်ခဲ့တဲ့ iPhone 13 Pro Max ကိုကျွန်တော်ဒီခု2025ခုနှစ်မှာပြန်လဲဝယ်ယူအသုံးပြုမဲ့ကာဆာမာတွေအတွက်အဆင်ပြေ í မပြေ í ပေါ့နော်ကျွန်တော် review လေးကိုကျွန်တော်ပြပြပေးမယ်နော်ဟုတ်ပြီဒီကောင်ရဲ့ကျွန်တော်အသေးစိတ်အချက်အလက်လေးတွေကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြပါဗျာနော်ဟုတ်ဒီကောင်လေးကိုကျွန်တော် body frame ဘိုင်းနဲ့စပြောရမယ်ဆိုလို့ရှိရင် frame ကကျွန်တော်တို့ stainless steel frame ကိုကျွန်တော်တို့အသုံးပြုလာတာတွေ့ရမယ်။ display ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင် display ရတော့ကျွန်တော်တို့6.7 inch ရှိမယ်ဗျာ။နောက် screen size လည်းကျွန်တော်တို့နည်းနည်းလေးကြည့်မယ်။ screen size လည်းကြည့်မယ်6.7 inch ရှိတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီကောင်က super retina 80ရ OLED display ကိုအသုံးပြုလာတာတွေ့ရမယ်။120ဟတ်လည်းကျွန်တော်တို့ရမှာဖြစ်ပါလိမ့်မယ်။ display ဘိုင်းမှာဆိုနော်။ display ဘိုင်းမှာဆိုအဲ့ဒါရမယ်။ပြီးတော့ OS နဲ့ကြည့်မယ်ဆိုလို့ရှိရင် OS ကကျွန်တော်15 version နဲ့စပြီးတော့ထွက်တယ်။နော် iOS version 15ကစပြီးတော့ဒီနေ့ကျွန်တော်တို့ iOS version 16လေးတွေလည်းကျွန်တော်တို့ ဆက်လက်အသုံးပြုလို့ရနိုင်ပါသေးတယ်ဗျာနော်ရနိုင်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီကောင်ကကျွန်တော်တို့ခြေဆက်နဲ့ကြည့်မယ်ဆိုလို့ရှိရင်အပဲရဲ့ A15 ဘိုင်းနစ်ခြေဆက်ကိုအသုံးပြုထားတာတွေ့ရမယ် CPU ကတော့ကျွန်တော်တို့ Hira Core ကိုအသုံးပြုပြီးတော့ GPU ကတော့ကျွန်တော်တို့ Apple GPU 5 Core Graphic ကိုအသုံးပြုထားတာတွေ့ရပါမယ်ဗျာနော်အဘိစတိုနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စတိုနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် 128GB 256GB 512GB နဲ့ကျွန်တော်တို့ 1TB ဆိုပြီးတော့ store လေးမျိုးထည့်ထားတာ store လေးမျိုးနဲ့ထွက်တာကိုကျွန်တော်တို့မြင်ရတွေ့မြင်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီကောင်လေးကကင်မရာဘိုင်းလေးကျွန်တော်ပြပြပေးမယ်ဗျာနော်။ကင်မရာဘိုင်းကတော့ကျွန်တော်တို့ main ကင်မရာဘိုင်းကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့12 megapixel ကို wide ရဲ့12 megapixel telephoto နဲ့12 megapixel ကိုမှကျွန်တော်တို့ ultra wide ဆိုပြီးတော့ main ကင်မရာ3လုံးနဲ့လာတာကိုကျွန်တော်တို့တွေ့ရမယ်။ဒါရင်ဗီဒီယိုပိုင်းမှာဆိုလို့ရှိရင် 4K ကျွန်တော် CCFB ရတီးရမှာကိုတွေ့ရပါမယ်ဗျာနော်။ဟိုဆယ်ဘီကင်မရာဘက်ကိုကြည့်မယ်ဆိုရင်ဆယ်ဘီကင်မရာဆိုလဲကျွန်တော်တို့12 megapixel wide ကိုကျွန်တော်တို့ပေးထားပြီးတော့ ဗီဒီယိုကတော့ကျွန်တော်တို့ main camera နဲ့အတူတူပဲကျွန်တော်တို့ 4K CCTV ရေဒီရမှာကိုတွေ့ရပါတယ်ဗျာနော် speaker ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင် stereo speaker ကိုအသုံးပြုတာအတွက်ကြောင့်မလို့အတန်ကြီးတဲ့ပြတ်တောင်းရှင်းနေမှာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဗျာနော်အတန်ပိုင်းနဲ့ပတ်သက်လို့ကတော့လုံးဝလုံးဝခွတ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ battery ဘိုင်း battery ဘိုင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်က4350 mAh ပါတယ်ပြီးတော့ battery ရဆိုလို့ရှိရင်ကျွန်တော်တို့ charger ဆိုလို့ရှိရင်15 watt 15 watt ကနေပြီးတော့စပြီးတော့ support ပေးတယ်ကျွန်တော်လက်ရှိမှာတော့20 watt နေနဲ့လည်းအသွင်းများတာတွေ့ရပါတယ်ဗျာနော် လေးကတော့ကျွန်တော်တို့73 Pro Max ရဲ့ review အသေးသေးလေးဖြစ်ပါတယ်ဗျာနော်ဒီ73 Pro Max ကိုဝယ်ခိုင်းမဲ့ customer အနေနဲ့အာဒီချက်လက်လေးတည်ထားရဲဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ဝယ်မဲ့ဟိုပါဘောနော်ကျွန်တော်တို့လိုချင်တဲ့ display ကျွန်တော်တို့လိုချင်တဲ့ camera ကျွန်တော်တို့လိုချင်တဲ့ battery mAh နဲ့ screen size ဒါလေးတွေကိုကျွန်တော်တို့တည်ထားရကြောင်းမလို့ကျွန်တော်တို့ဘယ်ဟာလေးတွေကိုပို့ပြီးတော့ရွေးတင်လဲဆိုတာကိုအာတွေ့ဟာဘယ်ဟာလေးကိုပို့ပြီးရွေးတင်လဲပေါ့နော်ဒါကတော့ကျွန်တော်အခုဒီဗီဒီယိုလေးကိုကြည့်ရအောင်ကျွန်တော်တို့တည်ရမှာဖြစ်ပါတယ်ဗျဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးရတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေဗီဒီယိုတွေကိုလည်းကျွန်တော်တို့ဘယ်လုံးလေးတွေမှာဟို ိုးမော်ဒယ်လေးတွေကိုဘယ်လို review လေးပြန်ပေးမလဲဆိုတာလေးကိုလည်းကျွန်တော်တို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့ပြောပေးနေအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဗျ။